ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်တိုက်စစ်မှုဖြစ်တဲ့ Resmat Highland နဲ့ပတ်သက်တဲ့သတင်းတွေကတော့ဒီကနေ့ကပွဲအပီမှာတောက်လျှောက်ဆိုသလိုကျွန်တော်တို့ကတော့တတိတိထွက်ပေါ်လာတယ်သူတပင်းတော့ Manchester United မှာ Highland လိုတိုက်စစ်မှုမျိုးကိုအားကိုးလို့မရဘူးဘာညာထားပါတော့တာမူတွေဝေဖန်ကြတာတွေရှိတယ်ဒါပေမဲ့အသင်းမှာရှိတဲ့အကြီးတန်းတာဝန်ရှိသူတွေရဲ့ဘက်ကပါ Highland နဲ့ပတ်သက်လို့သဘောမကျဘူးဆိုတဲ့ report တွေပါကျွန်တော် ရှိလာတယ်ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေနေကြည့်ကြည့်အောင်ပါ ဆိုတော့ဒီနေရာမှာ Manchester Evening News ရဲ့ Samuel Lesca ကမြေပြော report လုပ်ထားတဲ့တခုသတင်းတခုရှိတယ်။ United ရဲ့ဘောနော်အကြီးတန်းတာဝန်ရှိသူတွေကတိုက်စစ်မှု Rasmus Hojlund ကိုသဘောမကျကြဘူးဘောနော်။ယုံကြည်ရတဲ့သတင်းရင်းမြစ်တခုကဆိုလို့ရှိရင်ကစားသမားကလုံလောက်အောင်ကြိုးပမ်းအားထုတ်မှုမရှိဘူးဆိုပြီးတော့ကိုကျွန်တော်ပြောထားတာ။ဆိုတော့ဒါဘလို့ဖြစ်နိုင်တယ်လေဘောနော်။တရားတာတခုကတော့ Manchester Evening News တို့ဘာလို့ဆိုတာမျိုးက ဒီအရာရာတိုင်းကိုယုံလို့ရတာမျိုးလည်းကျွန်တော်မဟုတ်ဘူးကိုဗျာအတင်းမှာ toxic ဖြစ်နိုင်တဲ့သတင်းတွေနဲ့ပတ်သက်လို့ရှိရင်ဒီဘက်တွေအများတန်းတင်တာနော်ဝေစားလဲကန်းတွေကဘာသတင်းနဲ့ဟိဆိုတေးကြတဲ့အိုက်ကောင်တွေတို့ဘာလို့အများတန်းတင်တာဒါပေမဲ့လို့ resman white line ရဲ့ပုံစံကိုကျွန်တော်ကြည့်တော့လေဟိုတကယ်တမ်းကအဆင်ပြေမနေဘူးပေါ့နော်ကျွန်တော်တို့ရဲ့တိုက်စစ်မှုတယောက်အနေနဲ့ဒီလောက်ထိအားကိုးလို့မရတဲ့အခြေအနေမျိုးဖြစ်နေတာမျိုးကလုံးဝလက်ခံနိုင်တဲ့အရာကျွန်တော်မရှိဘူး ဒါကြောင့်နံပါတ်1အနေနဲ့ Manchester United အသင်းရဲ့ရွေးကြီးတာဒီလာမယ့်ရာသီမှာသူတို့တိုက်စီမှုတတီဝါကိုရအောင်ခေါ်နိုင်ဖို့ကျွန်တော်တို့ဖြစ်တယ်။ Rashford ဒီဘလိုမှအဆင်မပြေဘူး။ရန်ကြီးတဲ့တိုးတက်လာမယ့်အခြေအနေမျိုးတွေကျွန်တော်တို့မခံစားရဘူး။ဆိုတော့ဒီထဲမှာလုံးဝကျွန်တော်တို့ပေါ့နော်ဒီကျွန်တော်သိမထင်တဲ့အရာတစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ယုံကြည်ရတဲ့တင်းချင်းမြစ်တူရဲ့အဆိုအရကစားမကလုံလောက်အောင်ကျူးပန်းအားထုတ်မှုမရှိဘူးလို့ပြောထားတယ်။ကျွန်တော်တော့မယုံဘူးအဲ့ဒါကို။ဒါတယောက်တည်းပါစနယ်တီးရပြီလား။ဘာလို့လဲဆိုတော့ အကယ်လို့မင်းလုံလောက်အောင်ကျူးပန်းအားထုတ်မှုမရှိဘူးဆိုရင်တေးကြတဲ့အမ်မိုရင်းရဲ့လက်အောက်မှာမင်းနေရာရဖို့မရှိဘူးဟုတ်တယ်မလားအမ်မိုရင်းဒီဘလိုပဲရလက်တီစူးနေပါတယ်ပြောပြောဘလိုပဲအချင်းတွေမကောင်းဘူးပဲကျွန်တော်ပြောပြောမင်းမကြိုးစားဘူးဆိုလို့ရှိရင်အမ်မိုရင်းက तू ကြိုးစားတယ်လို့မထင်တဲ့ကစားမတက်ကိုဘယ်သူဘလို့မှနေရာမပေးဘူးမန်ချက်စတာရဲ့ကျွန်တော်တို့ပေါ်တော့ကျွန်တော်တို့ဒီဒီအကယ်ဒမီအတွက်ကစားမတစ်ယောက်ဖြစ်တဲ့မာကတ်စထရက်ချ်ဘူကိုလုံးဝခောက်ခဲ့တာကိုကျွန်တော်စဉ်းစားကြည့်လုံးဝခောက်ပလိုက်ခဲ့တာအခုဆိုအငားတွေပါချပလိုက်တာလုံးဝကိုမင်းအခြေအနေမကောင်းဘူး ။ဘာလို့လဲဆိုတော့ Rashford ဒီကွင်းထဲမှာလည်းတကယ်မကြူစားဘူး။ကွင်းအပြင်မှာလည်းကျွန်တော်နေတယ်ပေါ့နော်။ကျွန်တော်တို့ဒီမကောင်းတဲ့တရင်းမြင့်တွေအရင်တက်တယ်။ဆိုတော့နီးပြားကလုံးဝခြံခဲ့ပလိုက်တာ။ဆိုတော့ Rashford ကတကယ်လို့လုံလောက်အောင်ကြိုးပမ်းအားထုတ်မှုမရှိဘူးဆိုရင် Amorin တုံးကျင်တဲ့ကစားမတွေရှိတယ်တိုက်စစ်မှုနေရာမှာ။ကိုဗီမင်းနူးကိုသူကမင်းတအားတုံးကျင်တာတိုက်စစ်မှုနေရာမှာ။ဟုတ်တယ်မလား။ဒါပေမဲ့လို့ Rashford ကိုတုံးနေတယ်။ဆိုတော့ Rashford ဒီခြေစွမ်းမကောင်းပါဘူးเนาะ။ဒါအပြင်လက်ရှိကျွန်တော်တို့တိုက်စစ်မှာ ပုံသေးအားကိုးလို့ရမယ်ကစားမတက်ရောက်လို့လည်းကျွန်တော်မထင်ဘူးဒါပေမဲ့လို့မင်းတကယ်သာမကြိုးစားဘူးဆိုရင် MOD လုံးဝနေရာပေးမှာမဟုတ်ဘူးဒါသေးကြတယ်ဗျဂျိုဂျွာဇစ်ဂီရှိရှိနေပါတယ်ဆိုတဲ့အချိန်မှတောင်မှ Resmus ကိုတုံးတဲ့အချိန်ကြီးရှိတယ်ဇစ်ဂီကိုတုံးတဲ့အချိန်ကြီးရှိတယ်အကယ်လို့မင်းလုံးဝဒီကောင်မကြိုးစားဘူးဆိုလို့ရှိရင်ဇစ်ဂီကိုကြော်ပြီးတော့ဒီကောင်နေရာရတဲ့အကြောင်းကိုမရှိဘူးဒါကြောင့်အဲ့ဒီတစ်ချက်ကတော့ကျွန်တော်လုံးဝဒီယုံကြည်တဲ့တဲမှာမပါဘူးပေါ့နော်ဒါဒါမှားတယ်လို့ပြောတာမဟုတ်ကျွန်တော်မယုံကြည်ဘူးလို့ပြောတာ အမေတေချာတာတကူကတော့ United အကြီးတန်းတာဝန်ရှိသူတွေကတိုက်စစ်မှု White Line ကိုသဘောမကျဘူးဆိုတော့ဒါကောင်းတဲ့အရာပဲ။ဘာလို့လဲဆိုတော့ဒီလိုကစားမားကိုသဘောကျနေတယ်ဆိုရင်တော့မဟုတ်သေးဘူး။ဟုတ်တယ်မလားနော်ကျွန်တော်တို့အသင်းတိုက်စစ်မှာအားကိုးလို့မရတဲ့ player တယောက်ကိုသဘောကျနေတယ်ဆိုရင်မျိုးကမဟုတ်သေးဘူး။အခုချိန်မှာက Resume White Line ကိုအဲ့အကြီးတန်းတာဝန်ရှိသူတွေမပြောနဲ့။ဘယ်သူမှသဘောမကျဘူး။နော်ဆိုတော့ဒါဒီအသင်းတွေကဗျာ New Jersey ပြောင်းရွှေ့မှာလက္ခဏာကောင်းပဲ။နော်အ New Jersey ပြောင်းရွှေ့မှာငါတို့တိုက်စစ်မှုအပြောင်းလဲမလုပ်ဖ ೇನೆ ရှေ့ဆက်လို့မရဘူး။ ိုက်စင်မှုကျွန်တော်တို့ညပေါ့နော်အစ်စ်မဝယ်ဘဲနဲ့ငါတို့ရှေ့ဆက်သွားလို့မရဘူးဆိုတာမျိုးကိုပြတာပဲကျွန်တော်တို့မနေ့က Crystal Palace ဆိုလို့ရှိရင် FA Plus Final မှာဒီ Manchester City နဲ့ကစားတဲ့ဘက်မှာရသွားတဲ့ goal ဒီကောင်းနေဘလို့ရသွားလဲကြည်ပါလားတိုက်စင်မှုမာတီတာဘလောက်ကောင်းတယ်မာဒီတာရဲ့အရေးပါမှုတိုက်စစ်မှုတယောက်ရဲ့အရေးပါမှုအဲ့ဒီ43 system မှာတိုက်စစ်မှုတယောက်ရဲ့ physical quality link up playing quality ဘလောက်အရေးပါတယ်လဲကျွန်တော်တို့ကောင်းကောင်းတွေ့နိုင်တယ်ကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ်ဘလောက်ဘလောက်တော့အချင်းကြီးကောင်းခဲ့တယ်လဲဆိုတာ တော့ကိုရီတိုက်စစ်မှု Resmat Whiteland ကိုတကယ်တမ်းကအဲ့လိုအားကိုးရမှာ Whiteland ကဘာဖြစ်နေလဲဆိုတော့အရင်တုန်းကဆိုလို့ရှိရင်လောင်ဘောကြီးတွေပြေးလိုက်ပြီးဆိုလို့ရှိရင်ဗျာဟိုဘယ်လိုပြောမလဲအမြင်ဘောတွေကလုံးဝအားကိုးလို့မရအောင်เนาะအခုတော့လူကာပြီးတော့ဘောလုံးတွေပါလက်ခဏာတွေကကောင်းလာပြီဒါတုတ်တက်လာတာလေးတွေဒါပေမဲ့လူဘာဖြစ်လဲဆိုတော့အဲ့ဒီလူကာပြီးလို့ရလာတဲ့ဘောလုံးကိုအချိန်မီချိန်သားကြိုက်ကိုလူနဲ့ပြန်တွဲပြီးတော့မဆော့နိုင်ဘူးเนาะတွဲပြီးတော့ကျွန်တော်မဆော့နိုင်ဘူးအရန်ပေါ်တော့ရိုးရှင်းတဲ့အရာတွေ तू မလုံနိုင်ဘူးဖြစ်နေတာ တော့ရိုးရှင်းတဲ့ຢာတွေတော့မလုံနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကဒီကောင်းစီကနေထူးထူးခြားခြားကြီးတွေဘာမှသွားမျှော်လင့်လို့ရတဲ့အခြေအနေမျိုးဟုတ်မနေဘူး။ဒါကြောင့်ဟို white line ကတစ်ခုနဲ့တစ်ခုပေါ့နော်အရန်ကိုလိုအပ်ချက်ကများတယ်။အကယ်လို့ link gap playing လေးတွေကောင်းတဲ့ပွဲစဉ်တွေကျွန်တော်ရှိရလေကျွန်တော်တို့တော့ပြောသေးတယ်မလား။အသွင်းကိုးတွေဘာတွေမရဘူးဆိုရင်တော့မှတိုက်စစ်မှုတရားပါတခုခုတော့ contribute လုပ်နိုင်ရမယ်ဆိုပြီးတော့ပြောနေကြတော့ resma white line နေတဲ့တကယ် link gap playing ကောင်းခဲ့တဲ့ပွဲစဉ်တွေရှိတယ်။ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့တကယ်အပိုင်ခွင့်ကြီးတွေရရင်မကိုးတော့ပြန်ဘူး။ ဆိုတော့ဒီကောင်တစ်ခုကောင်းရင်ဂျန်နဲ့နှစ်ခုလောက်ကမကောင်းဖြစ်နေတာသိလားဘလို့မှအဆင်မပြေဘူး resman ဆိုတာဒါကြောင့်အသင်းအနေနဲ့တိုက်စစ်နေရာမှာဆိုလို့ရှိရင်နော်တိုက်စစ်နေရာမှာဆိုလို့ရှိရင်ကျွန်တော်ဒါဒီထက်ပိုပြီးတော့ပေါ့နော် ကောင်းတဲ့ center forward တစ်ယောက်ကိုကျွန်တော်ရအောင်ခေါ်နိုင်မှရမယ်အဲဒါကဒါကကျွန်တော်လာမယ့်ရာသီတွေရှေ့ရှုပြီးတော့ပြောတာအနည်းဆက်ဆုံးကတေချာပေါ့ကျွန်တော်အနေနဲ့ပေါ့နော် Europa League final မှာ resman နဲ့ကျွန်တော်သွားလို့မရဘူးဒါဒါတေချာပေါ့ပဲ resman နဲ့ကျွန်တော်သွားမယ်ဆိုလို့ရှိရင်လုံးဝအသင်းအတွက်မလွယ်တော့ဘူး ဖိုင်နယ်မှာနီးပြဖြစ်သူရူပင်အမိုရီနီနဲ့လည်းဓာကြီးကိုသူကောင်းကောင်းစဉ်းစားမိလိမ့်မယ်လို့ကျွန်တော်ဟိုယူဆတယ်ဒါအပြင်အမိုရီပြောထားတယ်ဟိုလက်ရှိပွဲစဉ်ကပေါ့နော် သူဖိုင်နယ်ပွဲစဉ်ဟိုအတွက်ဗါလေလူရွေးချယ်ဖို့အတွက်ဟိုဟိုစဉ်းစားနေတာဖြစ်သွားပြီဘာညာဆိုပြီးတော့သူပြောသွားတာတွေရှိတယ်ဆိုတော့ဒီကြတဲ့ Chelsea နဲ့ပွဲစဉ်ကလူစင်းတွေကကစားမတချို့ကတော့ပွဲထွက်လူစင်းမှာပါလာလိမ့်မယ်လို့မထင်ဘူးအဲ့ဒီတဲကမှကျွန်တော်တို့က Lindelof လို့တေချာပေါ့ပါဘူးမရှိဘူး နောက်တစ်အပြင် Resmus တို့မိကွန်းထုတ်เสียကျွန်တော်ဖြစ်လာပြီเนาะဆိုတော့ဒါကလက်ရှိ final နဲ့ပွဲစဉ်မှာဖြစ်နိုင်ချေရှိတဲ့လူစင်းကိုအပြောင်းလဲတွေမြင်ရမယ့်ပုံစံမျိုးပါအဲကြောင့် Resmus Wildland နဲ့ပတ်သက်ပြီးတော့ဒါမျိုးသတင်းတွေကျွန်တော်တခြားထွက်လာတယ်ဆိုတော့ညီကလို့နေရောတိုက်စစ်မှုနေရာမှာအစာထိုးဖို့အတွက်ຫນွေမှာဘယ်ကစားသမားကိုလိုချင်ကြလဲတေချာတာတခုလို့ရှိနေเนาะအကြီးသွင်းမိကစားသမားတွေကိုခေါ်ချင်နေဆိုရင် Champions League ဝင်ခွင့်တော့ကျွန်တော်ရမှာဖြစ်မယ်ဆိုတော့ Europa League final မှာပိုဆွဲဖို့ရည်ကြည်ပါတယ်အဲ့ဒီ final မှာပိုဆွဲမယ်ဆိုလို့ရှိရင် ကျွန်တော်အများကြီးကိုပိုကောင်းတဲ့ player တွေမျှော်လင့်လို့ရတယ်။အဲကိလို့ဘူမဆွဲဘူးဆိုရင် Rasmus နဲ့ပဲနှစ်ပါသွားဖို့ရှိတဲ့ခြေနေမျိုးပါ။ဆိုတော့ Nigro နေနေရောဘယ်လိုထင်ကြလဲ White Line ရဲ့ခြေနေနဲ့ပတ်သက်ပြီးတော့เนาะဆိုတော့ဘိုလူဝဲမှာပါလာလိမ့်မယ်လို့ Nigro ထင်ကြလား။ဆွေးနွေးကြပါအားလုံးကိုကြည့်တင်များကြီးတင်ပါတယ်။